ဝါလာရင်အဓိကတော့မျက်နာပေါ့ကျွန်တော်မျက်နာကြီးတဲ့အထဲမှာပါတဲ့ခါကျတော့ဟောဝါလာရင်တော့မျက်နာပို့ပို့ပြီးတော့မျက်နာကားကားကားလာတယ်ပါပို့ဖောင်းလာတယ်အဲ့တော့ဒီကင်မရာထဲမှာကျတော့ဟိုအဆင်မပြေဘူးပေါ့နော်အဲနောက်ပြီးတော့ကျွန်တော်ဝါရင်ရုပ်နည်းနည်းရင့်တဲ့အထဲမှာပါတော့လေအဲ့ねပုံမှန်အပြင်ကျွန်တော်ကျွန်တော်ဟိုငါးဘယ်30ဂွဲလောက်ရှိတာဆိုတော့ပေါင်က160နဲ့165ပေါင်လောက်ပဲရှိဖို့တင့်နေပေါ့နော် ီနေ့ကတော့အာဒါ join ရဲ့ top show အစီအစဉ်မှာအာပါဝင်ဖြစ်တာပေါ့နော်အာဟိုဒီ join ရဲ့ mail box လေးတွေကိုလည်းကျွန်တော်စားနေရတာတလားရှိသွားပြီအဲဆိုတော့ဒီနေ့ပွဲလေးကိုလည်းလာရောက် join ဖို့အတွက်အဲကျွန်တော်ဖိတ်ကြားခြင်းခံရတဲ့အတွက်ကြောင့်မလို့ဒီပွဲလေးကိုတက်ရောက်လာခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ အဓိကတော့ဟိုပါဗောနော်ဟိုဟာကျမ်းမာတဲ့ lifestyle တကူကိုပိုင်ဆိုင်ထားဖို့ဆိုရင်တော့အစားအသောက်ကအဓိကကြရတယ်ဗောနော်အဲဆိုတော့အစားအသောက်အဓိကဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ဒီ healthy lifestyle တကူ healthy food တွေကိုစားဖို့အတွက်အရန်ဟိုအရေးပါပါတယ်ဆိုတော့အဲအဲ့လိုမျိုးတကယ်ကိုအရေးပါတဲ့အရာတကူကအဲကျွန်တော်ဒီလိုမျိုးအာဘောနော်ဒီကုမ္ပဏီတခုတည်ထောင်ပြီးတော့မှလူတွေရဲ့ healthy lifestyle တွေကိုပြုပြင်ပြောင်းလဲပေးနေတဲ့အတွက်ကြောင့်မို့လို့ ဒီ join နဲ့ပတ်သက်ပြီးတော့ join ကိုတည်ထောင်ထားတဲ့အဲ join ရဲ့ member ဝင်တွေအားလုံးကိုကျေးဇူးအများကြီးတင်တယ်လို့ပြောချင်ပါတယ်ဆိုတော့ကျွန်တော်လည်းဒီ mail box လေးတွေကို join က mail box လေးတွေကိုဒါစဖြစ်နေပေါ့ဆိုတော့အော်ဟိုမြင်တဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ကဒီပုံမှန်ကျွန်တော်တို့ဟိုနေ့စဉ်စားနေတဲ့အစားအစာတွေမှာတော့ကျွန်တော်တို့ကကယ်လိုရီတွက်ထားတာမရှိတဲ့အခါကျတော့နည်းတာများတာကိုချိန်ဆပြီးတော့ကျွန်တော်တို့စားလို့မရဘူးအဲ့ဒီခါကျတော့အချိန်ကြာလာတာနဲ့အမြပေါ့နော်ဒီအစီအပိုတွေဖြစ်လာတာတွေရှိတဲ့အခါကျတော့ အဲကျွန်တော်တို့အတွက်ဒီဒီလိုမျိုးစနစ်တကျပေါ့နော်ကယ်လိုရီကိုတွက်ချက်ပြီးတော့အာဒီလိုမျိုးစီစဉ်ပေးတဲ့အတွက်အရန်လဲဟိုဘယ်လိုမျိုးအဆင်ပြေတယ်ပေါ့ဟုတ်ဝါလာရင်အဓိကတော့မျက်နာပေါ့ကျွန်တော်မျက်နာကြီးတဲ့အထဲမှာပါတဲ့ခါကျတော့ဟိုဝါလာရင်တော့မျက်နာပို့ပို့ပြီးတော့မျက်နာကာကာကားလာတယ်ပါပို့ဖောင်းလာတယ်အဲ့တော့ဒီကင်မရာထဲမှာကျတော့ဟိုအဆင်မပြေဘူးပေါ့နော်အဲနောက်ပြီးတော့ကျွန်တော်ဝါရင်ရုပ်နေနေရင်းတဲ့အထဲမှာပါတော့လေ အဲ့နဲ့ပုံမှန်အပြင်ကျွန်တော်ကျွန်တော်ဟာ9ဘယ်30ခွဲလောက်ရှိတာဆိုတော့ပေါင်က160နဲ့165ပေါင်လောက်ပဲရှိဖို့တည်နေပေါ့နော်အဲ့လိုမျိုးလဲဒါဟာရဆံမမကြီးနဲ့တိုက်မင်းပြီးတော့အဲ့လိုမျိုးတိကစားဖြစ်တာပေါ့အဲ့ဆိုရင်ဟိုကြာမယ်ဆိုရင်ဒါမျက်နှာပဲကြီးကြာလားအဲကြာရင်တော့တကူလုံးစီပန်းတာပေါ့နော်အဓိကတော့အစားအသောက်ပါပဲကိုကိုကတနေ့မှဘယ်လောက်ထိကိုလဲလှုပ်အဓိကတော့ကိုလဲလှုပ်ရှားမှုတွေလိုတာပေါ့နော် အရေကိုလည်းလှုပ်ရှားတဲ့ lifestyle တစ်ခုကိုလည်းလိုတယ်အထိုင်များတယ်ဆိုလို့ရှိရင်တော့ဟောနည်းနည်းလေးဟိုဝိတ်ကျဖို့ခက်ခဲရင်းနေပေါ့ဟုတ်ကဲ့ဟုတ်ပါပါလေးတင်ရလို့ပြလာတယ်အဲလုတ်တယ်အဲကျွန်တော်ရှင်နေမရှိနေနေတိုင်းတို့လို့ရေးဟုတ်ဟုတ်ကျွန်တော်ကအဲ့ဒါနည်းနည်းဟိုတလောလုံးက weight တက်သွားတော့လေအမြဲတမ်းလို့ပြီးဖြစ်ပါတယ်ဟုတ်အစားအသောက်နဲ့လည်းချတာပေါ့ဟုတ်အမြဲတမ်းလူပြောနေလို့ပြောလို့ရအဲအဓိကတော့ကျွန်တော်ကဟိုကကိုကိုရဲ့အရက်နဲ့ကိုရဲ့ weight က ညီမျှတယ်ဆိုလို့ရှိရင်တော့ကိုကဟိုအသက်အရွယ်တစ်ခုမှရှိသင့်ရှိတိုက်တဲ့အနေထားပေါ့ဟိုနုပြိုတယ်ဆိုတာတစ်ခုကိုကျမ်းမာတဲ့အဲဖေကတစ်ခုလို့ရှိနေတယ်ကိုကသာပင်ကျင်တာဆိုတော့မရှိောက်တဲ့လေးတွေရှိရတော့အဲဟုတ်အဲဟုတ်တယ်အဓိကတော့ကျွန်တော်တို့ကဒီအစားအသောက်တစ်ခုခုစားတော့ဟိုပေါ့ပင်ကျင်နေဆိုလို့ဆိုလို့ရှိရင်တော့ညစာလျှော့စားညစာလျှော့စားဆိုတာအရင်တော့အမြဲတမ်းကြားနေရဆိုတော့ကျွန်တော်တို့လည်းဒါစားပြစ်တယ်ပေါ့နော်ဒါမှမဟုတ်လည်းတစ်ခါကျစားလောင်မှုကိုမခံနိုင်မရနိုင်တဲ့အချိန်မျိုးတွေကတစ်ခါကျစားမိတာရှိတယ်ဆိုတော့ အခုဒီ join ကကြတော့ तू ကဟိုဘယ်လိုခေါ်မလဲအဲ့စာဖို့အခွင့်အရေးကိုမပေးဘူးဖြစ်နေတာပေါ့နော် तू ကအကုန်လုံးအများကြီးစားရတယ်ကျွန်တော်ကတခါလေးရောက်လာတဲ့ခါကျတော့ဟာတစ်နေ့လုံးဒါကြီးအများကြီးစားရမှာလားလို့တွေးမိတယ်ပေါ့နော်ဒါမဲ့အဲ तू ပါဝင်တဲ့ဟာတွေကကယ်လိုရီလည်းတွက်ထားတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ကဒီအပရိုတင်းဒီကိုပဲဦးစားပေးပြီးတော့တုံထားတယ်ပေါ့နော်နောက်ပြီးတော့ healthy ဖြစ်တဲ့အစားအစာတွေပေါ့အဲ့ပြီးအဓိကတော့ဒီကျွန်တော်ထင်တယ်ဆရာဝန်နဲ့တေချာအာဟာရဆရာဝန်ကြီးတွေနဲ့တွေ့ချက်ထားတဲ့အခါကျတော့ကျွန်တော်တို့ဘလောက်စားစားပေါ့နော် ဟိုဟိုဟာပေါ့မှာဘိုက်ထဲမှာဘိုက်ပြည့်သွားပြီမဲ့ကျွန်တော်တို့ဟာအစီမဖြစ်ဘူးပေါ့အဲ့လိုမျိုးတော့ခံစားရတယ်ဟုတ်အဲဟုတ်တယ်ဒါမဲ့ပုံမှန်အပြင်တော့ရခိုင်ရင်းတွေကအစီမပါဘူးလေဆိုတော့ပုံမှန်တော့ဟိုရခိုင်ရင်းတွေတော့ပို့ပြီးတော့အရင်တော့ကတော့စားပြစ်တယ်ပေါ့ဟုတ်ကဲ့ဆိုနည်းနည်းအဲ့ပေါ်လေးလည်းပြောပြပါဦး။အော်ဟုတ်တယ်။ပေါင်40လောက်ကျပါဆိုတော့ဒါတော်တော်လေးကိုဒါခွင့်ပြုစရာကောင်းတယ်ပေါ့နော်။ ဘာဆိုတော့တကယ်လဲဟိုအဲ့လိုမျိုးဖြစ်ဟိုစိတ်တက်ပေါ့နော်ပိန်ချင်တဲ့စိတ်တက်ကြောင့်လည်းပါမယ်နောက်ပြီးတော့ဒီ join ရဲ့ပံ့ပိုးမှုတွေလည်းအများကြီးပါတယ်ပေါ့နော်ဆိုတော့ဘာဖြစ်ဖြစ် join ကိုရောဟိုဝိတ်ကြပါတယ်ညီမလေးကိုရောပေါင်40တိပေါင်40မပေါင်50လောက်တိကြပါဆိုတော့အာကုန်ယူပါတယ်လို့ပြောချင်ပါတယ် join တက်လို့စီတောင်းတကားလေးလုပ်ရအောင်ဟုတ်ကဲ့ပါ join ကဒီထဲမှာကပေါ့နော်ဒီလူတွေရဲ့ကျမ်းမာတန်ဆွဲနဲ့အဲ lifestyle တွေကျမ်းမာတန်ဆွဲနဲ့ဘဝတွေကိုအများကြီးပံ့ပိုးပေးနိုင်ပါစေလို့ဆုတောင်းပေးပါတယ် ်ကျေးဇူးပါကျေးဇူးတင်ပါတယ်